်မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါ TV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါအမေရိကန်နိုင်ငံသားတွေကိုပိတ်မှတ်ထားတဲ့အရှိတောင်အာရှကခရစ်တိုငွေကြေးလိမ်လည်မှုတွေကိုတိုက်ဖြတ်ဖို့ငွေလိမ်ကိုင်းတိုက်ဖြတ်ရေးအထူးလုပ်ငန်းအဖွဲ့ Scam Center Strike Force ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်အစိုးရတာဝန်ရှိသူတွေကကြေညာလိုက်ပါတယ်။ဒီအဖွဲ့ကိုအမေရိကန်အစိုးရရှင်းနေဂျင်နိုင်းဖာရီပီရိုကဦးဆောင်ပြီးတရားရေးဝန်ကြီးဌာန FBI နဲ့ထောက်လန်းရေးအဖွဲ့အစည်းတွေကတာဝန်ရှိသူတွေပူးရဲကြီးညာခဲ့တာပါအထူးအဖွဲ့ဟာမြန်မာနိုင်ငံကလိမ်လည်တဲ့စခန်းနှစ်ခုကိုစတင်နှိမ်နှင်းခဲ့ပြီးထိုင်ချန်းစခန်းက website တွေကိုထိန်းချုပ်ခဲ့ပါတယ်ဒီကိစ္စမှာပါဝင်ပတ်သက်မှုအတွက် DKPA Democratic ကရင်အကျိုးပြုတက်မတော်ကိုလည်း American ဗန်နိုင်းဝန်ကြီးဌာနကဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်လိုက်ပါတယ် ဒါ့ပြင်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလည်း FBI အေဂျင့်တွေဟာထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးမြန်မာနိုင်ငံက KK Park လို့ကြားဖြန့်စခန်းတွေကိုတိုက်ဖြတ်ဖို့လှုံ့ဆော်နေတယ်လို့ဆိုပါတယ်ရှင်။စစ်တပ်အနာသိမိနောက်မှာဌာနဆိုင်ရာယုံတွေနဲ့ဝန်ထမ်းတွေက လူမှုကိုဆက်ဆံပုံတွေကမချေမငန်းဖြစ်နေပြီးအကျင့်ပြတ်ခြားစားတာတွေလည်းပိုဆိုးလာတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ဂါကန်ရှင်တွေကပြောပြပါဗယ်။တကုံမျိုးတစ်ခရိုင်တရားရုံမှာအမှုရင်ဆိုင်နေရတဲ့ပြည်သူတယောက်ကတော့ရှင်နေမှာပါပဲတရားရုံစည်းစီမှာအမှုတွဲပါစစ်ဆေးချက်တွေကိုမိတ္ထူဆွဲဖို့တောင်းဆိုရမှာ အခကျင်းွေမပေးမချင်းမလုပ်ပေးကြောင်းနဲ့ကြုံတွေ့ခဲ့ရတာတွေကိုအခုလိုပဲပြောပြပါဗယ်။အမှုတွဲဖိုင်ထဲမှာပါတယ်စစ်ဆေးထားတဲ့စစ်ဆေးချက်တွေကိုကျွန်တော်ကမိတ္ထူခုရှောက်ခိုင်းတာတရားရုံစည်းကိုတော့ပြောတာတရားရုံစည်းရ အဲ့မိတ်တကူရှောက်တဲ့စာမျက်နှာဝဲကြည့်ပေးရမယ်တဲ့ကြည့်ပြန်မစလို့သူပတ်စံပေးရမယ်ပေါ့အဲ့နဲ့ကျွန်တော်တို့ကဒါတရားဝင်ကူးတာပေါ့ဒါတရားဝင်ကူးတာဘာဖြစ်လို့ပတ်စံပေးရမှာလဲပေါ့အဲ့ဆိုရင်လည်းခဏနေဦးဆိုပြီးပြောပြီးတော့မနေ့ထက်ကနေပြီးတော့ကျွန်တော်ခဏနေခိုင်းလိုက်ဆိုပြီးပြောလိုက်တာနေ့လေ2နာရီ3နာရီလောက်တူလဲဘာမှလည်းလုပ်တာလည်းမဟုတ်ကျွန်တော်ရှင်းနေကိုကျွန်တော်ကပြောလိုက်တယ်အဲ့ကျွန်တော်ရှင်းနေရရောက်လာတော့အခင်ဗျာသူ့ဦးတဲ့ဦးနည်းနည်းဘာပတ်စံမပေးလိုက်ဘူးလားမပေးဘူးလို့ပြောတာအခင်ဗျာနည်းနည်းပေးလိုက်ရင်လည်းသူလုပ်ပြီးမှာပေါ့ခင်ဗျာ ဖယ်မှာပဲဖြစ်ဖြစ်တဲ့ဒီလိုစာရွက်လေးလှန်ကြည့်ဖို့ဆိုရင်တော့မားတယ်ဒီတရားရုံးမှာအဲ့ပတ်စံပေးရတယ်ဆိုပြောကျွန်တော်အဲ့လိုပြောတာဗျာအဲ့ဒီတရားရုံးမှာအခုကဘာလုပ်လို့ပတ်စံပေးရတယ်နောက်ဆုံးအမှုယုံကြည်လေးဘယ်ချိန်လောက်လဲဆိုတာကိုအဲမရှိလေပြောရင်တို့လို့မပြောချင်လို့လည်းပတ်စံပေးမျက်နှာတစ်မျိုးပတ်စံမပေးမျက်နှာတစ်မျိုးနဲ့လူလူနဲ့အများဆုံးထိတွေ့ဆက်ဆံနေရတဲ့ဌာနတွေဖြစ်တဲ့တရားရေးလူဝင်မှုကြီးကြပ်ရေးလာဝကစီဗင်တို့ကအကျင့်ပြတ်ချစားပြီး ဝန်ထမ်းတွေရဲ့မချိမငံမှုတွေအများဆုံးကြုံနေရတဲ့အစိုးရဌာနတွေဖြစ်တယ်လို့ပြည်သူတွေစီကနေစုံစမ်းသိရပါတယ်။လာဝကဝန်ထမ်းတွေရဲ့ပြည်သူတွေပေါ်ဆက်ဆံပုံနဲ့အကျပြချစားနေတဲ့အကြောင်းစမကတ်လုံရင်ကြုံခဲ့ရတဲ့ကာယကံရှင်ကအခုလိုပဲပြောပါဗျာ။နာမည်အမည်နာမည်မှားတယ်ဆိုပြီးတော့ပို့ပြတာတည်းမှာအဲတရက်မှားသွားတော့နောက်ရက်ကျပြန်ပြင်ပြီးတော့လုတ်ပေးပါမယ်ဆိုပြီးတော့နှစ်ရက်သုံးရက်နေတစ်ခေါက်ထပ်သွားချိန်တော့မရပြန်မပြရသေးဘူးဆိုပြီးတော့ဆယ်ရက်လောက်နေတော့တစ်ခါထပ်သွားတော့ အဲ့လိုပဲအဆင်မပြေဘူးဆိုတော့ခင်ဗျာနည်းနည်းပါးပါးတော့ပေးလိုက်ပါတယ်နည်းနည်းပါးပါးလက်ပြန်တစ်ဘက်ခါရမရမယ်အန်ဒီနဲ့မပူနေတော့နဲ့နေပြီးတော့ပို့ထားပြီးပြီးတဲ့ပြန်လာတာနဲ့ရပြီသုံးလေးခါလောက်ရှိနေပြီအဆင်မပြေဘူးကကြိုကြိုတတားအေးအေးဆေးဆေးလေးနဲ့ပြောပြီးတော့နောက်ထပ်တစ်ခါထပ်ပြီးပေးရသေးတယ်ချက်ချင်းရေးပြီးချက်ချင်းအမပေးလိုက်တော့အမသူ့ပေးရလူသမီးတယောက်ကိုသူကလှမ်းပြီးတော့ပြောပြတော့အဲ့ဒီလူသမီးကဘာပြေးပြီးဘလို့ရေးပေးလိုက်ပြီခါလေးစောင့်နေပါတဲ့အမလုံးတော့တော်တော်ကြာကြာပေါ့၃နာရီလောက်တော့စောင့်လိုက်ရပါပေါ့အနောက်ဆုံးတော့အဲ့တော့ရလာတယ်ပေါ့နော်တော်တော်တော့ ပင်မမီခက်ခဲတယ်လောက်လာတာတော်တော်ဘယ်လိုပြောတာလဲစကားပြောတာလဲရင်းဒီဒီမလေးအရန်တော်တော်တန်ဟိုတန်ကြီးမခံနိုင်လို့ဆိုရန်အောင်ခဖြစ်တယ်မြန်မာနိုင်ငံဟာအဂတိလိုက်စားမှုတိုက်ဖြတ်ရေးကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်ပြီးအဂတိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ကို2014ခုနှစ်မှာဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အစိုးရဌာနတွေပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေနဲ့အသင်းအဖွဲ့တွေနဲ့ဆက်ဆံရမှာအဂတိလိုက်စားမှုကြုံရရင်ကော်မရှင်ကိုတိုင်ကြားနိုင်ကြောင်းလည်းသိရပါဗျ။ ကျွန်မဝေးပါ PN ဒီဇင်ဘာလ၄ရက်နေ့ကစတင်ပြီး KI နဲ့ပူပေါင်းတက်တွေထိုးစစ်ဆင်နေတဲ့ပမောတိုက်ပွဲဟာအခုဆိုရင်တော့တနင်္လာနေ့ပါကြာမြင့်နေပြီဖြစ်ပြီးတိုက်ပွဲကဆက်လက်ပြင်းထန်နေသေးပါစစ်ကောင်စီကစကခ21မှာခိုင်မာခြေကိုယူပြီးခုခံနေတာကြောင့်စကခ21နန်ဖားနဲ့ကာမဲလုံတက္ကသိုလ်တဝိုက်မှာတိုက်ပွဲကဆက်ပြီးပြင်းထန်နေတယ်လို့ KM သတင်းပညာရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ် ဒါပြင်မိုးဘဝက်အထွတ်၃မိုင်ကနေခလာ40ခွန်ဒီလမ်းမိုက်တစ်လျှောက်လုံးမှာလဲတိုက်ပွဲကစပီးပြင်းထန်နေတယ်လို့ဆိုပါတယ်ရပါဝင်ချင်းဖြစ်နေတဲ့ဟိုစာနံပါတ်တမိုင်းလုံးတက်ကတူဘောနော်အဲ့ကကနေဟိုမူးမောက်တက်ကိုသွားတဲ့၃မိုင်နေရာတို့မှာပြည်တိုင်းလိုတိုက်ပွဲရှိသွားတယ်၃မိုင်ကနေဦး၄၀ခုတက်နခလာရ၄၀ခုတက်ကိုသွားတဲ့လမ်းကျော်လုံးမှာလည်းတိုက်ပွဲတွေရှိပါတယ်ခင်ဗျ ဖာကမ်ဘတ်မှာလည်းနိုဝင်ဘာကွဲနေကစတင်လို့စီကောင်စီဘက်ကထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေဆက်ရှိနေတယ်လို့ဆိုပါတယ်။စီကောင်စီဘက်ကနိုဝင်ဘာ17ရက်နေ့မှာလည်းဝိုင်းတွဲလျင်နဲ့ဘုံလာကျဲခဲ့တာကြောင့်အရသာထိခိုက်မှုတွေရှိပြီးမြေပြင်ခြေနေသေးစိတ်ကိုတော့မသိရသေးဘူးလို့ဘုံကြီးနော်ဘူးကပြောပါတယ်။ဒါပြင်ဖာကန်ပြူအကုန်းကနေလက်နက်ကြီးတွေနဲ့ဆက်မပြတ်ပစ်ခတ်နေတာကြောင့်ရဲသားနေအိမ်တွေလည်းထိမှန်ပြီးလူထိခိုက်တာတွေလည်းရှိနေပါတယ်။လက်နက်ကြီးနဲ့ပစ်တာလေဟိုသူတို့ကပြူအကုန်းကနေလက်နက်ကြီးနဲ့ပစ်လို့ အဲဒါလို့ပေါ့ဟိုယူဟာအပီတူလူထုနေတဲ့ရက်ွက်ထဲမှာကြာလို့ပီတူလူထုတွေထိခိုက်တာတွေရှိတယ်။အိုးကျွန်တော်တို့ကေနဲ့ပူပေါင်းအဖွဲ့တွေနဲ့ထိတွေ့ရင်ဆိုင်ပိုက်ပေါ်နေလို့ဖြစ်တယ်။နဖတ်တိခတ်တန်ရရှိမှုအခြေအနေတွေကိုတော့မသိရသေးဘူးလို့ဆိုပါတယ်စစ်ကောင်စီနဲ့ KAI တို့အကြားတွေ့ဆုံမှုရှိနေတယ်လို့သတင်းတွေထွက်နေပြီမဲ့လည်း KAI ဘက်ကတော့ညင်းဆိုပါတယ်ကျွန်တော်ထပ်အောင်ပါ တောင်ကိုရီးယားနိုင်ငံချောင်ကီပြည်နယ်ဘူချုံမြို့ကဈေးတစ်ခုတည်းကို light truck ကားတစ်စီးဝင်တိုက်ခဲ့ရမှာကားလုံးဝရက်တက်မသွားခင်မှာဈေးဆိုင်ကန်တွေစီတန်းနေတဲ့ရှောက်လန်းတစ်လျှောက်ကိုမီတာ150လောက်ထိုးဝင်မောင်းနှင်သွားခဲ့တာကြောင့်လူနှစ်ယောက်သေဆုံးပြီး18ယောက်ဒဏ်ရာရရှိခဲ့တယ်လို့အရေးပေါ်ဌာနအရာရှိတွေနဲ့မီဒီယာသတင်းတွေအရသိရပါတယ်။ဒီဖြစ်ရဟာဆိုးမြို့တော်ရဲ့အနောက်ဖက်20ကီလိုမီတာမိုင်အားဖြင့်12မိုင်လောက်အကွာမှာရှိတဲ့ဘူချုံမြို့ရှိဈေးတစ်ခုမှာဖြစ်ပွားခဲ့တာပါ။ ရေမောင်းဟာရုတ်တရက်အချိန်မြင့်သွားလို့မတော်ဆမှုဖြစ်ရကြောင်းလဲအဲ့ဒီမိသက်အရာရှိကပြောပါတယ်။ရေမောင်းကိုအရက်တောက်ထားခြင်းရှိမရှိအဲကိုရောစစ်ဆေးမှုမှလည်းမူးယစ်နေခြင်းမရှိဘူးလို့ရဲအရာရှိတယောက်ကရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။နှလုံးရက်သွားသူ၂ယောက်ဟာနောက်ပိုင်းမှာသေဆုံးသွားကြောင်းရုံဟတ်သတင်းဌာနကအစီရင်ခံပါတယ်။ရဲတွေဟာအသက်60ကျော်အရွယ်ရေမောင်းကိုဖမ်းဆီးထားပြီးစစ်ဆေးမေးမြန်းနေတယ်လို့လည်းသိရပါတယ်ရှင်။ ဒီဗီယူမြစ်တန်ချားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူးအီနွယ်ပါကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်